လေးလျှောက်ခွင့်ပြုပါအရှင်ဖေယားတတိတော်ကဘာသာချားပါဖေယားဗုဒ္ဓဘာသာကိုကုပြောင်းခြင်းလို့ဘယ်လိုအရာတွေလွတ်ဆောင်ပြီးဘယ်လိုလိုက်နာကျင့်သုံးရတာပါလဲဖေယားတဲ့ဗုဒ္ဓဘာသာဤအခြေခံအုတ်မြစ်ကတရဏဂုံ၃ပါးနဲ့၅ပါးသီလပဲဖြစ်ပါတယ်တရဏဂုံ၃ပါးနဲ့၅ပါးသီလပြည့်ပြီဆိုရင်ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပါဘူးเนาะဗုဒ္ဓဘာသာသူကုပြောင်းပြီဆိုရင်လည်းပဲဤတရဏဂုံ၃ပါးနဲ့၅ပါးသီလကိုပဲစောင့်တည်ရပါတယ် တရဏဂုံသုံးပါးကဘယ်လိုစောက်တည်ရတာလဲဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိတန်ကံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိတန်ကံတရဏံကိစ္ဆာမိလို့ပဲဖြစ်ပါတယ်ဒါဟာတရဏဂုံစောက်တည်ခြင်းပဲဖြစ်ပါတယ်အဘိဓိပေကတော့ ဖရာကိုးကွယ်ပါ၏တရားကိုးကွယ်ပါ၏တန်ခါကိုးကွယ်ပါ၏ပဲဖြစ်ပါတယ်။ငါးပါးသီလကတော့ပါဏာတိပါတာဝိရာမဏိတိခါပဒံတမာရိယာမိသူအသက်တက်ခြင်းမှရှောင်ခြင်းပါ၏။အဒိဏဒါနာဝိရာမဏိတိခါပဒံတမာရိယာမိသူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမှရှောင်ခြင်းပါ၏။ကာမေတုမိစ္ဆာစာရာဝိရာမဏိတိခါပဒံတမာရိယာမိသူတစ်ပါးသားမယားတို့အားပြမားစော်ကားခြင်းမှရှောင်ခြင်းပါ၏။ ဘုဒ္ဓဝါဒဝိရာမဏိသိက္ခာပဒံတမာရိယာမိဘုဒ္ဓစကားပြောဆိုခြင်းမှရှောင်ကျင်ပါ၏တုရာမေရယမေဇပမာဒတ်ဌာနာဝိရာမဏိသိက္ခာပဒံတမာရိယာမိတေယီတေယတ်တို့ကိုတောက်စားမှု၏ခြင်းမှရှောင်ကျင်ပါ၏တို့ပဲဖြစ်ပါတယ်အဲ့ဒီတဏ္ဍဂုံ၃ပါးနဲ့ဘာဘာသီလကိုယဟန်တပါးရဲ့အရှိမှစောက်တည်လိုက်ပါအကယ်၍ယဟန်တပါးရဲ့အရှိမှစောက်တည်ဖို့ခက်ခဲနေတယ်ဆိုရင်မိမိရဲ့အိယာမှာပဲဖြစ်ဖြစ်ဖျားရှင်ကိုအာယုံပြုပြီးတော့စောက်တည်လိုက်ပါ အဲ့ဒါဆိုရင်ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါပြီဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဆိုတာကတခြားဘာသာတွေလိုလူသိရှင်ကြားလို့ဆရာမလိုပါဘူးเนาะဤနည်းနဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်